မင်္ဂလာပါဒီနေ့လဲကျမတို့တခါတရံကြလို့ရှိရင်ပြဿနာကြုံလာပြီးတော့မှဆုတောင်းတဲ့အခါမှာအဲဆုတောင်းရင်ချက်ချင်းမရတဲ့အခါမှာလက်လျှော့သွားတတ်တယ်နော်ဆုမတောင်းတာကြရင်လည်းမတောင်းချင်း ဖြစ်လာတယ်လေဒါကြောင့်ဒီနေ့ကအဲကျမတို့ဆုတောင်းထားတဲ့ဟာတွေအဖြစ်မရရင်လဲလက်မလျှော့ပဲစက်ပြစ်ဆုတောင်းဖို့ပေါ့နော်ဘုရားသခင်ကဥပမာနဲ့ယေရှုခရစ်တော်ကဒီရှင်လူကအခန်းကြီး16မှာမတရားတော့တရားတူခြင်းနဲ့မုတ်ဆူမရဲ့အကြောင်းဥပမာပေးထားတာတွေ့ရတယ်အဲရှင်လူကအခန်းကြီး16အခန်းငယ်1ကနေခုနှစ်မှာပေါ့နော် လူတို့ဒီအားမလျှော့ပဲကျူးစား၍ဆုတောင်းရမည်အကြောင်း ောင်းဆိုပြီးတော့မှကျူးစားပြီးမှဆုတောင်းအဲဘာကြောင့်လဲဆိုရင်တခါတလေကျမတို့ကပြတနာတစုံတစ်ခုကြုံလာပြီးဆိုရင်ဆုအရင်မတောင်းဘူးအဲကျမတို့ကဥနောက်နဲ့အရင်ဖြည့်ရှင်းချင်တယ်နော်အဲနံပါတ်1ဖျားနဲ့အရင်အချက်အစ်စ်ယူရမယ်ဖះကိုအရင်ဆုတောင်းရမှာဖြစ်တယ်။အဲအဲ့လိုပြဿနာကြုံလာပြီးတော့မှဆုတောင်းတဲ့အခါမှာ ရက်ချက်ချင်းရတာလည်းဖြစ်မယ်ချက်ချင်းမရတာလည်းရှိမယ်အဖြစ်ချက်ချင်းမရရင်လည်းအဲကျမတို့မရက်တက်လိုက်ပဲနဲ့ဆက်ပစ္စုတောင်းဖို့ပေါ့နော်ဒီရှင်လူက၁၈တဲမှာဒီမုတ်ဆူးမကမတရားတာခံရတဲ့အခါမှာအဲဒီတဲမှာပြောထားတယ်နော်ဒီ မြို့မှာရှိတဲ့ဒီတယောက်ကတဲ့ဒီတရားတူကြီးကဖျားသခင်ကိုလည်းမကြောက်ဘူးလူကိုလည်းအာမနာတတ်တဲ့တရားတူကြီးတယောက်ရှိတယ်လို့ပြောတယ်။အဲ့ဒီတရားတူကြီးကတဲ့ तू ကလူကိုလည်းအာမနာတတ်ဘူးတဲ့ဒါပေမဲ့တဲ့ဖျားကိုလည်းမကြောက်ဘူးတဲ့ဒါပေမဲ့တဲ့ဒီမုတ်ဆူမကသူ့အမြင်တက်လာလာနောက်ရှိတဲ့သူ့ရဲ့အမှုကိုစီရင်ပေးပါဆိုပြီးလာလာပြနေ ဤတိုင်းနှစ်တိုင်းတရားသူကြီးစီရောက်ရောက်လာတဲ့အခါမှာဒီတရားသူကြီးဟာ तू ကဘာပြောတယ်လဲဆိုတော့နှင့်ညအော်ခိပြတောင်းရှောက် တဲ့အတွေ့အကြုံလို့အဲဒီမတရားတော့တရားတူကြီးကတဲ့ဒီအမျိုးသမီးရဲ့အဲပြဿနာကိုမဖြေရှင်းပေးရင်တော့သူ့ကိုနှိညာလာပြအနောက်ရှက်ပေးပြီးပင်ပန်းစေလိမ့်မယ်ဆိုပြီးတော့မှသူကဖြေရှင်းပေးတယ်ဆိုတာကိုဥပမာပေးထားတယ်လို့ပဲဒီနဲ့အဲကျမတို့ရဲ့ပြဿနာတွေကျမတို့အခက်ခဲကြုံရင်လေကျမတို့ကနှိညာမပြတ်အဲအော်ခစ်စုတောင်းရင်ဖျားသခင်တီတင်တုပဲနိုင်တရားမစီရင်ပဲနေမီလို့ဆိုပြီးမေးထားတာဖြစ်တယ်ဒါကြောင့်မလို့တစ်ပေ ဲအခန်းကြီး9အခန်းငယ်6မှာလဲပါပြောထားတယ်လေဆိုရင်ကာလအချိန်တိုင်းဖယားသခင်ဒီတင်တုကိုချင်းမမြောက်တော်မူမြင့်အကြောင်းတကူကြီးတော်လက်တော်အောက်၌ကိုကိုနှင့်ချပါလို့ပြောတယ်နော်တင်တုကိုတတိနဲ့ကြည့်ရှုတော်မူတော်ကြောင့်တဲ့တင်တုရဲ့စူးရင်ချင်းအမှုရှိသမျှကိုရစီအနံပါလို့ပြောတယ်ဒါကြောင့်အဲကျမတို့ရဲ့အမှုပြတနာတွေအားလုံးကိုရစီမအနံကြည့်တော့မှဆူတောင်းကြပါစို့